တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမင်း channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။ပထမအဥဆုံးအနေနဲ့ဗီဒီယိုတော်တော်လေးကိုရင်နာထောင်ကြည့်ရအောင်နော်။ဘန်ကောက်မှာကွန်တိုဝယ်ကြ။နားတော့နော်။အဲ့ဒီမှာအောင်ကြည်ညွတ်ပါလေ။ဒါကြောင့်အရင်ကအောင်ကြည်ညွတ်ကိုအရင်ဖြောက်ပါလို့အရင်အတန်တန်ပြောတာအဲ့ဒါလေးပြောတာ။အဲ့ဒီငက်ကီရဲ့ project ပတ်စံရှုံးတဲ့ဘာညာဆိုအပြန်မပန်ကာမလေ။အမေစုဘေးမှာလက်သုံးချောင်းထောင်ပြီးရှိရှိကမြတင်တာတွေယူပြီးတော့မှလေးလံပစ်ပြီးမြန်မာပြည်လိုနေရာမှာတော့မှတော့ကနေတက်လာပြီးတော့မှဟိုမြို့ပေါ်မှာ ဟိုလာပြီးတော့မှအဆောက်အဦဆောက်တဲ့ပန်းဆိုင်လိုကဒါကိုဘတ်ဆိုတန်းတီးတဲ့ခါကျတော့ now project တွေမှာ NUG မပါတဲ့ project တွေအကုန်တူဝိုက်တာရမဝယ်မရှိတော့ဘူးဆိုရင်ဒီဒေါ်လာရေးကိုရပ်နာတော့မယ်လို့ NUG ဝန်ကြီးတယောက်ကပြောကြားထားတဲ့အတာဖိုင်တစ်ခုကို anti iron ကဖွင့်ပြထားပါတယ် anti iron ဖွင့်ပြထားတဲ့အတာဖိုင်တစ်ခုကိုကျမတို့အတူတူနားထောင်ကြည့်ကြပါမယ်ငါကဘာကြောက်ညီတို့ဘုန်းတော်ကိုဖြိုတာလေဘာပတ်စံနေရနေလို့လဲဆိုတဲ့အတန်ပိုင်ဖွင့်ပြီ ဒါကတော့သတင်းတော်မဟုတ်ဘူးဒါပေမဲ့ကျမပြောချင်တော့ပတ်မနေရမှာထဲတာဖြစ်တယ်အရင်တော့ကကျမ iron နဲ့ပတ်သက်ပြီးတော့တခါတင်ခဲ့ဘူးတယ်ဗီဒီယိုရဲ့နောက်မှာထည့်တဲ့အတွက်ကြောင့်တခါလေးကျကျမတို့ဗီဒီယိုဒီကိုကြည့်တဲ့အခါမှာအခြေအနေအမျိုးမျိုးကြောင့်တချို့ကျတော့အဆုံးထိကြည့်နိုင်တဲ့သူရှိတယ်တဝက်ကြည့်တယ်တချို့ကျတော့ဒီအစလေးပဲကြည့်တယ်ဆိုတော့ဒါကိုကျမ iron လဲကြားစေချင်တဲ့အတွက်ကြောင့်ဒီ share မှာတင်ရချင်းဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့တော်လိုင်းရဲထဲမှာပါဝင်လာတဲ့သူတွေဟာတချို့ကငါကလ က်နဲ့ကင်ပြီးမှကိုချမယ်ဆိုတဲ့သူတွေက PDF ထဲမှာပါဝင်ကြတယ်။တချို့ကျတော့ငါဟာထောက်ဖို့မှာပါဝင်မယ်ဆိုပြီးမှထောက်ဖို့မှာပါဝင်ကြတယ်။တချို့ဆိုလို့ရှိရင်တော့တရင်အပြစ်ပါဝင်ကြတာတွေရှိတယ်။တချို့ကျတော့ကိုရှိတဲ့ပတ်စံကနေမှပါဝင်ကြတယ်။ဤမျိုးစုံနဲ့ပါဝင်တာဟာဒီနေ့ကျမတို့စစ်ခွေးကိုအမြင့်ဖြတ်ဖို့ရတဲ့ဖြစ်တယ်။ဆိုတော့ဒီနေ့ NUG ကိုထောက်ခံတယ်လို့ကျမမပြောတယ်လို့မထောက်ခံဘူးလို့လည်းမပြောဘူး။ဒါမဲ့ຫນွေဥမယ်ထောက်ခံတာတခုပဲရှိတယ်။ဒါကဘာလို့လဲဆိုတော့စစ်ခွေးကိုတော် ော်လံပြီးစစ်ခွေးအမြစ်ဖျက်ဖို့ရတဲ့ပါဝင်တဲ့သူ့တိုင်းကိုຫນွေဦးမယ်ထောက်ခံတယ်ဒါပဲရှိတယ်ຫນွေဦးမယ်လူမျိုးမရှိသူဘာသာရေးလည်းမရှိဘူးဒီ27ဒေါ်လာရေးထဲမှာ iron ပြောတယ်ပန်ဆယ်လိုနဲ့လည်းသူ project ကြီးလုပ်တယ်လို့ပြောတယ်ပြီး NGD နဲ့လည်းအဆက်အသွယ်ရှိတယ်လို့ပြောတယ်ပြီးတော့မြေပြင်မှာရှိတဲ့เนาะ PDF တွေနဲ့လည်းအဆက်အသွယ်ရှိတယ်လို့ပြောတယ်ဆိုတော့ဒီလိုမျိုး online ကနေ online ဆရာမလို့ပါဘူးဥပမာ ပန်ဆယ်လူနဲ့ပြဿနာဖြစ်တယ်ဆိုလို့ရှိရင် online ကနေ online လို့ရှိရင်ပန်ဆယ်လူရဲ့ပုံရိပ်ဘလောက်ကြတာဆိုတာထက်ကျတော့တော်လိုင်းရဲ့ပုံရိပ်ကအများကြီးကြတယ်ဆိုတာကိုသိဖို့လိုအပ်တယ်နော် ငပောက်တောင်မှဘာပြောခဲ့တယ်လဲဆိုတကာမှ iron တောင်ဒီလိုပြောတယ်ဆိုတဲ့စကားပြောလာတယ်ဆိုတော့အခုသစင်ဦးတောင်ဘာပြောလဲ anti iron ပြောတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ anti iron လို့ပြောလာခဲ့တယ်တကာမှလို့ပြောလာတယ် iron ဟာစစ်ခွေးတွေအတွက်ကျမတို့တော်လာရဲကိုပြောเสียဖြစ်အောင်ဖြစ်လာခဲ့တဲ့အတွက်ဒီနေ့ကျမထုတ်ပြောလာရခြင်းဖြစ်တယ်ဒါကြောင့်ကိုကဘဒုကိုပဲဖြစ်ဖြစ်ပြောချင်သလားကိုနဲ့အဆက်အသွယ်ရှိတယ်ဆိုလို့ရှိရင်ဆက်အသွယ်ပြမှာ နင့်ဒီလိုဒီလိုဖြစ်တယ်ဆိုပြီးမှစာရေးပါဖုန်းဆက်ပါဒါမှမဟုတ်လို့ရှင်ကိုဘလို့တို့နဲ့ဆက်သွယ်ရှိတယ်လားအဲ့ဆက်သွယ်တဲ့နေရာကနေမှဆက်သွယ်ပြီးမှစာရေးပါအွန်လိုင်းကနေလုံးဝအော်ချင်မလို့ပါနဲ့ဒါဟာလုံးဝတော်လာရဲရဲ့ပုံရိပ်ကိုကြက်စင်းစေတဲ့အရာဖြစ်တယ်နင့်မလုံနိုင်ဘူးလားမလုံပါနဲ့နော်ကိုကိုလည်းဘဒူးမှမလုံမနေရလို့မပြောထားပဲနဲ့ကိုကလည်းပါဝင်နေသေးတယ်ပြီးရင်ကိုရဲ့စကားကြောင့် တော်လရဲရဲ့ပုံရိပ်ကို ထိလာမယ်ဆိုလို့ရှိရင်တော့ချောင်ပေးပါ နားလိုက်ပါလို့ကျမပြောချင်တယ်เนาะဆိုတော့ iron လဲဆက်လက်ပြီးတော့ဒီတော်လာရေးထဲမှာဟိုတယောက်ကိုပုတ်ခတ်ဒီတယောက်ကိုပုတ်ခတ်တဲ့အလုပ်တွေလုံးဝမလုပ်ပါနဲ့ နော်ကိုဘလောက်တတ်နိုင်တယ်လဲတတ်နိုင်တဲ့ဘက်ကနေပဲပါဝင်ပါလို့ကျွန်မပြောချင်တယ်မနိုင်ဝင်ကိုမထမ်းကြပါနဲ့မနိုင်ဝင်ကိုထမ်းလို့ရှိရင်သူများကိုမနာလိုတဲ့စိတ်တည်ရှိလာတယ်မနိုင်ဝင်ထမ်းတဲ့အခါမှာဒေါရထွက်လာတယ်မနိုင်ဝင်ထမ်းတဲ့အခါမှာသူများကိုအပြစ်မြင်လာတယ်ဒါကြောင့်မို့မနိုင်ဝင်မထမ်းကြပါနဲ့နိုင်တဲ့ဝင်ကိုပဲကိုထမ်းပြမှာတော်လာရေးထဲမှာ ပါဝင်ကြပါလို့ပဲပြောချင်တယ်နော်ဆိုတော့ဒီနေ့ကတော့ကျွန်မအောင်မြင်ခြင်းတဲ့င်းနဲ့ ဆက်လက်ပြီးပြောပြခြင်းနဲ့ဘောမာတွေလောင်နေတဲ့အရာအခုဒီ wet loose ကိုရေစခန်းကိုတိုက်ခိုက်နေတဲ့ Notoji PDF ဒီမြင်းချံ PDF ဒီဆိုတာက ကျမခံယူသလောက်ဆိုလို့ရှိရင်သူတို့ကရန်ကုန်မန္တလေးအဝေးပြေလမ်းမရဲ့ပိုင်ရှင်တွေဖြစ်တယ်လို့တောင်ပြောလို့ရတယ်เนาะ ဘာကြောင့်လဲဆိုတော့သူတို့ခဏခဏဒီရန်ကုန်မန်းလေးအဝဲပြေးကိုစစ်ဆဲမှုတွေသူတို့ခဏခဏလုပ်တယ်ဒါကြောင့်ဒီရန်ကုန်မန်းလေးအဝဲပြေးလမ်းမဟာနထိုးကြီးတွေရဲ့လမ်းမဖြစ်တယ်လို့တောင်ပြောချင်တယ်နော်ဆိုတော့အခုဒီနထိုးကြီး PDF တွေကနေမှဝက်လို့စခန်းကိုဝိုင်းထားတယ်တိုက်ခိုက်တယ်အခုနေ့ရက်၃ရက်ရှိသွားပြီဆိုတော့အခုအဲ့မှာက white train နဲ့ပဲလာပစ်တယ်လို့ပြောတယ်ဆိုတော့အခုဟာခွေးတစင်မဆော်မဲလုံးရဲ့မရင်ငယ်တစင်မကဘာပြောလဲ white trash နဲ့မရတော့ဘူးတဲ့နော်အလုံးမသားပေါ်ဖို့ဖြစ်သွားပြီဒါကြောင့်ဒီနေ့နထိုးကြီး PDF တွေအောင်မြင်ဖို့အတွက်ကျွန်တော်ပြည်သူတွေဆက်လက်ပြီးတော့ကိုယ့်ရဲ့ဘာသာတည်တည်နဲ့ဆုတောင်းကြပါလို့ကျွန်တော်ပြောချင်တယ်နော်ဆိုတော့မကြခင်မှာနထိုးကြီး PDF တွေအောင်မြင်ခြင်းပြန်ချပြလာလိမ့်မယ်ဆိုတော့နထိုးကြီး PDF တွေ fighting လို့ပြောချင်တယ် နော်ပြီးရင်အခုမချီးကျိုးပဲနဲ့မနေနိုင်တဲ့အရာကအခုကရင်ပြည်နယ်ထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့ KNU တပ်မဟာခုနှစ်နေမြင်အတွင်းမှာအခြေချနေထိုင်တဲ့စစ်ရှုံးကောင်စီတည်းရဲ့စစ်စခန်းဖြစ်တဲ့မေလစစ်စခန်းကိုမေလ15ရက်နေ့ညနေပိုင်းမှာ အပိတတိုက်ခိုက်တိမ့်ပိုင်နိုင်ခဲ့တယ်တဲ့နော်ခဏခဏဒီထိုင်းမြန်မာနယ်စပ်ကစခန်းနေတိမ့်နေတိမ့်နေမချီးကျူးပဲနဲ့ကိုမနေနိုင်ဘူးနော်တော်လာရဲရီရဲ့တော်ချက်တော်ချက် ဆိုတော့အခုကျမတို့နောက်တင်းတပုတ်အနေနဲ့ကတော့မေလ9ရက်နေ့အုတ်တွေးမြို့နယ်အုတ်တွေးနယ်ပောက်ခေါင်းလမ်းမှာ ဆိုင်ကယ်နဲ့ပြစ်စီသွားတဲ့ဒီတရားဝတိခရိုင်အမတ်တက်တရင်နဲ့တက်ခွဲငါကတက်ခွဲမူမိုးကျိုလေးနဲ့ PDF ရေပေါ်တူကိုစစ်ခွေးတွေဘက်ကနေမှဖမ်းဆီးလိုက်တယ်လို့သိရတယ်။ဒါကိုလွန်ခဲ့တဲ့တရက်ကကျမသိတယ်။ဒါပေမဲ့ဝမ်တာဆရာမဒရင်မဟုတ်တဲ့အတွက်ကြောင့်ကျမအတော်လေးစိတ်မပျော်တဲ့အတွက်ကြောင့်ဒီသတင်းကိုမထည့်ဘူး။ဒါပေမဲ့ဒီနေ့ကျမဒီသတင်းကိုထည့်ပြောရတဲ့ကိစ္စကတော့တစ်ကတော့တက်ခွဲမူမိုးကျိုလေးရဲ့ အဲဖုန်းကိုကိုင်းပြီးမှမိုးကြိုးလေးရဲ့မိသားစုတွေကိုဖုန်းဆက်ဆက်သွယ်တယ်ဆိုတဲ့ဥစ္စာသိရတယ်။နောက်တစ်ခုကတော့အခုမိုးကြိုးလေးကိုတော့စစ်ခွေးတွေတတ်လိုက်တယ်လို့ကြားတယ်။ဒါပေမဲ့ PDF ရေပေါ်ကတော့เนาะအခုဒီအချိန်ထိစစ်ခွေးတွေရဲ့လက်ထဲမှာရှိတယ်။သူတို့ညောက်ကိုင်းတဲ့ဖုန်းကနေမှအခုသူတို့ဆက်သွယ်ထားတဲ့ PDF တွေအားလုံးကိုလည်းစစ်ခွေးတွေက သူတို့ညောက်ခေါ်တလိုလိုနဲ့ဖုံးဆက်တယ်လို့ကြားရတယ်။ဒါကြောင့်အခုဒီတရင်ကိုကြားတဲ့သူအယောက်စီတိုင်းဟာနော်ကိုနဲ့နီးစပ်တဲ့နေရာဒီမှာအခုဒီမိုးကြိုးလေးတို့အဖွဲ့တင်နဲ့ဆက်တွေ့တဲ့ PDF တွေအယောက်စီတိုင်းကိုကိုနဲ့နီးစပ်ကြနီးစပ်ကြအောင်တရင်ပို့ကြပါလို့ပြောချင်တယ်။အခုစစ်ခွေးတွေကတော့သူတို့ညောက်ရဲ့ဖုန်းကနေမှဒီသူတို့နဲ့ဆက်တွေ့ထားတဲ့သူတွေရဲ့ဖုန်းတွေကိုစစ်ခွေးတွေကနေမှ ဖုန်းခေါ်တယ်ဆိုတော့ဒါဟာအင်မတန်မှအာအန်ဒီမြားတဲ့က ိစ္စဖြစ်တဲ့အတွက်ကြောင့်ကျမဒီနေ့တင်ရချင်းဖြစ်တယ်စိတ်မပျော်တာကတက္ကန္တဆက်လက်ပြီးတော့ကျတော့တော်လိုင်းရဲတွေဘာမှမဖြစ်ဖို့ရအတွက်ဒီသတင်းကိုတင်ရချင်းဖြစ်တယ်ဒါကြောင့်ဒီသတင်းကိုကြားတဲ့အခါမှာကျတော့ ਨੇ နီးစက်တဲ့သူတွေကိုနဲ့နီးစက်တဲ့နေရာတွေမှာရှိတဲ့ PDF တွေကိုဒီသတင်းကိုပေးကြပါလို့ကျမဒီကနေ့အနှွညွန်းအားလုံးကိုအကူအညီတောင်းဆိုချင်းဖြစ်တယ်နော် ပြီးရင်အဲ့ထဲမှာတခါလေးဗာပြောချင်လဲဆိုတော့မိုးကြိုးလေးနဲ့တက်ဆိုင်တဲ့မိသားစုတွေဆွေမျိုးသားချင်းအရောက်စီတိုင်းနဲ့အတူထတ်တူထမြအကျေကွဲပါတယ်ဒီတော်လိုင်းရေးထဲမှာကျတို့မိုးကြိုးလေးလိုပဲပစ်ဆက်ခဲ့တဲ့ PDF ရေးပေါ်တွေအရောက်စီတိုင်းကိုလည်းဥညွန့်တယ်ပြီးတော့ဒီတွေးကြွေးတွေအားလုံးကိုကျမတို့နေ့စဉ်နေ့စဉ်ကျတို့အကျွေးတောင်းနေတာဖြစ်တယ်ဆိုတော့တို့လည်းအကျွေးဆက်နေရတယ် ဆိုတော့ဒီနေ့ကျွဲတို့နောက်အောင်ပွဲသတင်းအနေနဲ့ကတော့မေလ18ရက်နေ့မနက်ပိုင်း9:00နာရီနဲ့90မှာ The Way မြို့အဝင်ပေါတိုင်းတရားမှာဂိတ်ချထားတဲ့စစ်ခွေးတွေကိုကျွတ်တော်လာရဲတွေဘက်ကနေမှဝူရောက်တိုက်ခိုက်ခဲ့တယ်တိုက်ပွဲကတော့တနိုင်နီးပါးကြာခဲ့တယ်စစ်ခွေးကတော့ကိုးကောင်တဲပြီးမှခုနှစ်ယောက်ပြင်းပြင်းထန်ထန်တာယာရရှိတယ်ဆိုတဲ့အကြောင်းကိုသိရတယ်ဒါတွေအလုံးဟာသူတို့ပေးဆက်ရမယ့်အကျွေးတွေဖြစ်တယ်เนาะ အခုကျမတို့နောက်တရင်တပုတ်အနေနဲ့ကတော့ RCSS ကနေမှထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်နဲ့ကျွန်မပြောပြချင်တယ်။ဒါကဘာလဲဆိုတော့အခုဒီ RCSS ဒီနဲ့ SSPPD ကမေလ23ရက်နေ့မှာကြာရောက်တဲ့68နှစ်မြောက်သော ရှမ်းဒေါ်လာရေးနဲ့မှာဒီ RCSS စီနဲ့ SSPPD ရဲ့ပီတူရီရဲ့၃ပွင့်ဆိုင်ဆွေးနွေးပွဲကိုသူတို့ကျင်းပသွားမယ်ဆိုပြီးမှ RCSS ကနေမှပြောထားတယ် ဒါကြောင့်မို့မနေ့ကမေလ16ရက်နေ့ကနေမှ မေ25ရက်နေ့အထိ10ရက်တိတိ ဒီ RCSS နဲ့ SSPP ကြားထဲမှာတိုက်ပွဲလုံးဝရပ်ဆဲတယ်လို့ပြောတယ်ပြီးတော့ RCSS တပ်ဖွဲ့တွေအားလုံးလည်းလုံးဝပြစ်ခတ်ကိုမလုပ်ရဘူးဆိုပြီးမှအထက်ကလူကြီးတွေနေမှအမိန့်ဒီပေးထားတယ်ဆိုတော့ကြောင်းသိရတယ်ဆိုတော့ဒီမေလ16ရက်နေ့ကနေမှမေလ25ရက်နေ့အထိ RCSS နဲ့ SSPP တို့ဆွေးနွေးဖို့ရအတွက်ရှိတဲ့အတွက်ကြောင်းရရပြစ်ခတ်ရပ်ဆဲခြင်းကိုလုပ်တယ်ဆိုပြီးမှသူတို့ထုတ်ပြန်ချက်တစ်ခုကိုထုတ်ခဲ့တယ်ဆိုတော့ 68နှစ်မြောက်ရှမ်းတော်လိုင်းရဲနဲ့မှာဆွေးနွေးပွဲကိုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့လက်အောက်ထဲမှာရှိတဲ့တပ်ရင်းတပ်ခွဲတွေအားလုံးကို လုံးဝ SSPP တွေကိုမပစ်ခတ်ဖို့ရန်အတွက်အမိန့်ပေးထားတယ်တဲ့ဒါကိုစစ်မိန်လို့ခေါ်တယ်မနေ့ကကျွန်မ TNLD နဲ့ပတ်သက်ပြီးတော့ကျွန်မတင်ပေးခဲ့တယ် TNLD ကောင်းဆောင်တွေကတော့သူတို့ဒီ KIAD နဲ့ ဘဟုဆွေးနွေးခြင်းကိုမလုပ်ရတဲ့အတွက်ကြောင့်အောက်ခြေမှာဖျို့ဖျဲဖြစ်ကြတယ်လို့ပြောတယ်။ဆိုတော့အခုစစ်မိန်ဆိုတာဒါပဲအခု RCSSD က SSPPD နဲ့ဆွေးနွေးပွဲကိုလုပ်မှာဖြစ်တဲ့အတွက်ကြောင့် RCSS ကောင်းဆောင်တွေကသူ့ရဲ့လက်အောက်ထဲမှာရှိတဲ့တပ်သားတွေဘယ်သူကမှ SSPPD ကိုမတိုက်ရဘူးလို့အမိန်ပေးခဲ့တယ်။ဒါကိုစစ်မိန်လို့ခေါ်တယ်။ဆိုတော့ကို TNLAD နည်းနည်းလေးတည်ယူကြပါလို့လည်းပြောချင်တယ်။တကယ်ဆိုလို့ရှိရင် RCSS နဲ့ SSPPD ပ PD ကတိုက်ပွဲဖြစ်တယ်လို့တော့မကြားသေးဘူးဒါပေမဲ့အခုသူတို့ကတရားဝင်အပြစ်ခံရဆဲချင်းကိုလှုပ်ထားတယ်ဆိုတာကိုသိရတယ်ဆွေးနွေးတဲ့အခါမှာဒီနေ့27ဒေါ်လာရဲ့အတွက်ဆွေးနွေးခြင်းတွေကိုလည်းလုံနိုင်မယ်လို့ကျမထင်တယ်လုတ်ခဲ့ရင်လည်းအရန်ကောင်းတယ်အားလုံးကိုကြိုးဆိုတယ်ဒီနေ့ကျတော်တို့တိုင်းရင်တဲ့အားလုံးလက်တွဲပြီးတော့ခွေးမိစ္ဆာတွေကိုတိုက်ဖြတ်ရမယ်အချိန်ဖြစ်တယ်လို့ပြောချင်တယ်နော်